PUBG Mobile ရဲ့လာမယ့် version 3.9 update မှာထွက်ရှိလာမယ်။အိတ်စု၊မမ်မီဆက်နဲ့ Ultimate Skin တွေအကြောင်းကိုပြပြပေးပါဖြစ်ပါတယ်။နှမမင်္ဂလာပါ။အမီစုကိမီယာနဲ့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာကတော့ version 3.9 update မှာထွက်ရှိလာမယ်။အိတ်စု Ultimate ဆက်နဲ့လူအများကြိုက်တဲ့မမ်မီဆက်တွေရဲ့အကြောင်းကိုပြပြဖြစ်ပါတယ်။ Isu Skin မှာဆိုလို့ရှိရင်ကတော့ Dravian Aesu ဆိုပြီးထွက်ရှိလာမှာဖြစ်ပြီးတော့မှ Dragon Thing ကိုအခြေခံပြီးထွက်ရှိလာမှာဖြစ်ပါတယ်။ Aesu မှာဆိုလို့ရှိရင်ကတော့ Female နဲ့ Male version နှစ်ခုကိုတွေ့မြင်ရမှာဖြစ်ပြီးတော့အရင်တော့ထွက်ရှိခဲ့တဲ့ Joker Aesu လိုမျိုး version နှစ်မျိုးနဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ Aesu နဲ့အတူထွက်ရှိလာမယ့် AWM African Skin နဲ့ဖြစ်ပါတယ်။အိဆုကိုဝစ်ပြီးတော့မှ AWM ခန်းကိုကင်ဆောင်ထားမယ်ဆိုလို့ရှိရင်တော့တီတန်သူ့ရဲ့ standing post အခုပါရှိမှာပဲဖြစ်ပါတယ်။အိဆုကလည်းလုံးဝ ၎င်းကိုအခြေပြုပြီးတော့ပုံဖော်ထားတဲ့ theme အနေနဲ့ပါဝင်ရတဲ့ကြောင့်မလို့အရန်ကမှ might တဲ့အိတ်စုတစ်ခုပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ sniper သမားတွေအကြိုက် AWM ကြီးကလည်း share ပါပဲ။ KFD K message တွေကလည်းတော်တော်ကို might ပြီးတော့မှ on hit မှာဆိုလို့ရှိရင်၎င်းကိုပုံဖော်ထားတာကိုတွေ့နေရတယ်။ Ukraine အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းအိတ်စုနဲ့ live ဖြစ်မှုရှိအောင်လို့ dragon မုန်စံတွေကိုပုံဖော်ထားတာကိုတွေ့ရတဲ့ကြောင့်မလို့ sniper သမားတွေအနေနဲ့လည်းလုံးဝကိုအကြိုက်တွေ့စေတဲ့ upgrade တစ်ခုပဲဖြစ်ပါတယ်။ နောက်ထပ် Ultimate Set အနေနဲ့ကကြတော့ Transformer Collaboration ဖြစ်တဲ့အတွက်ကြောင့်မလို့ Transformer ပုံစံ Ultimate Set ထွက်ရှိလာမှာပဲဖြစ်ပါတယ်။ပုံစံအတိုင်းပဲ Ultimate Set မှာတော့ Standing Post တွေပါဝင်လာအောင်မှာပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုအနေနဲ့ကတော့မကြသေးခင်မှာထွက်ရှိခဲ့တဲ့ DSR gun နဲ့ပတ်သက်ပြီးတော့ D3.9 update မှာ DSR upgrade gun skill ပါဝင်လာမှာဖြစ်ပါတယ်။ Ohin နဲ့အတူ Loot Crate လည်းပါဝင်လာမှာဖြစ်ပြီးတော့ Transformer သင်းကိုထည့်သွင်းထားတာကိုတွေ့ရပါတယ်။နောက်ထပ်ထွက်ရှိလာမှာကတော့ နိုင်ဇန်ရုဆိုတဲ့ AUG skin ဖြစ်ပြီးတော့သူကတော့ပတ်စံနီဒီငါးပြားတွေကိုအခြေပြုပြီးတော့မှ Scorpion သင်းအနေနဲ့ထွက်ရှိလာဖြစ်ပြီးတော့မှ glorious moment ကိုပါဝင်လာမှာဖြစ်ပါတယ်။ဆိုတော့ဒီရဲ့ AUG ဂန်းကဆိုလို့ရှိရင်လေပြီးခဲ့တဲ့ထွက်ရှိခဲ့တဲ့ AUG ဂန်းနဲ့မတူဘဲနဲ့ကိုတမှုထူးခြားပြီးတော့မှလုံးဝဝမလှပနေတာမျိုးဖြစ်ပါတယ်။နောက်တစ်ခုကတော့လူကြိုက်အများဆုံးလို့ပြောလို့ရတဲ့ mammy set ပဲဖြစ်ပါတယ်။ ။ငါထွက်ရှိလာမယ်မမ်မီဆာဆိုလို့ရှိရင်တော့ရေကန်နဲ့ခက်ဆင်စင်ထွက်ရှိလာမယ်လို့သိရှိရပြီးတော့မှမမ်မီဆာနဲ့အတူအင်ဖာနို OC လဲပါဝင်လာမယ်ဆိုပြီးတော့သိရပါတယ်။အင်ဖာနို OC မှာဆိုလို့ရှိရင်ကတော့မမ်မီသိနေတူတဲ့ effect တွေကိုထက်ရှိထားတာကိုတွေ့ရတယ်။ပြီးတော့ on hit နဲ့ game message မှာဆိုလို့ရှိရင်လည်း inferno မီးပုံစံမျိုးတွေထည့်သွင်းလာတာကိုတွေ့ရတာဖြစ်ပါတယ်။နောက်ထပ်3.9 update မှာထွက်ရှိလာမယ့် skin အနေနဲ့ကတော့ MGL Granite Launcher skin ရဲ့ MP5 game skin ရဲ့နောက်တစ်ခုကတော့ M249 Transformer theme skin တွေပါဝင်လာပြီးတော့မှညနေအနေနဲ့ OHT ပါဝင်လာမှာကိုတွေ့ရပါတယ်။ဆိုတော့ဒီ3.9 update မှာပါဝင်လာမဲ့ဒီ H2 Mammy set ၊ Mimi set တွေနဲ့ upgrade gun skin တွေကိုဘယ်လိုသဘောရလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးကြပါဦးเนาะ။နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံးပြပါမယ်။အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်။